်လာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ22ရက်နေ့မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အခြေအနေပုံမှုဆိုရစေမဲ့စစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံတကာအသိအမှတ်မပြုဖို့ထိုင်းလွတ်တော်အမတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီကအကန့်အသတ်နဲ့ကျင်းပမဲ့ရွေးကောက်ပွဲဟာမြမအခြေအနေကိုပုံမှုဆိုရစေမှာဖြစ်လို့နိုင်ငံတကာအစ်စ်မှာအသိအမှတ်မပြုတင်ဘူးလို့ထိုင်းလွတ်တော်အမတ်ကန်နဝီစူဗန်ကပြောပါတယ်။ မြမရည်နဲ့ပတ်သက်လို့မကြာခဏထုတ်ပေါ်ပြောကြားလေးရှိတဲ့ထိုင်းအောက်လွှတ်တော်အမှန်ကန်နဝီစုပန်းဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်လူသားချင်းစာနာမှုနဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အီတို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ကြောင်းဒီနေ့သူရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်မစ္စတာကန်နဝီစူပန်ကဖီတော်ဆုလွတ်တော်ကုစားပြုကော်မတီမှမိတ်ဆွေတွေနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဓာတ်ပုံတွေနဲ့တကွဖော်ပြခဲ့ပေမယ့် ဘယ်နှစ်ရက်ကတွေ့ဆုံခဲ့တယ်လဲဆိုတာမသိရသေးပါဘူး။ NUG ဝင်ကြီးတွေဖြစ်တဲ့ဒေါ်စင်မအောင်နဲ့ဒေါက်တာဝင်းမြတ်အေးတို့ဟာ2020ထွေထွေရွေးကောက်ပွဲမှာထက်မှန်ရွေးကောက်ခံရတဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေလည်းဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာထိုင်းဥပဒေပြုရေးအာဏာအနေနဲ့အပြုသဘောကြားဝင်ဆောင်ရွက်နိုင်မဲ့ဖြစ်နိုင်ခြေအပေါ်မှာ CRPH ကမိတ်ဆွေတွေနဲ့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးမဖြစ်ပေါ်ဘူးဆိုရင်ထိုင်းနိုင်ငံအနေနဲ့လည်းအေကံမုတ်ချခန်းစားရလိမ့်မယ်လို့မစ္စတာကန်နဝီစုဝမ်းကပြောပါတယ် မျိုးလုံးတွေနားတွေပိတ်ထားမဲ့အစားပြဒနာကိုဖြေရှင်းဖို့ရေရှည်တည်တဲ့နယ်အဖြစ်တွေရှာဖွေဖို့စိတ်တွေဖွင့်ထားတဲ့ကြောင့်လဲထိုင်းလွတ်တော်အမှတ်ကပြောပါရယ်ဒါပြင်ထိုင်းနိုင်ငံကိုရိုက်ခတ်လာမဲ့အခြေအနေတွေကိုကာကွယ်ဖို့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးဖြစ်ပေါ်နိုင်ခြင်းအခြေအနေများလဲဆွေးနွေးခဲ့ကြတယ်လို့ဆိုပါရယ်လူသားချင်းစာနာမှုဆိုင်ရာတွေအတိုင်းလိုင်းလာတဲ့ဆိုရင်မြန်မာပြည်သူတွေအနေနဲ့ထိုင်းနိုင်ငံတဲကိုဒုက္ခတွေအဖြစ်အဆုလိုက်အပြုံလိုက်ရောက်လာမှာမဟုတ်ဘူးလို့ထိုင်းလွတ်တော်အမှတ်ကရေးသားပါရယ် ထိုင်းနိုင်ငံကတစင့်မြန်မာနိုင်ငံတဲကနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေအွန်လိုင်းငွေလိလမှုတွေပြဿနာရက်တွေကိုလည်းဖြိုခွဲဖို့လိုအပ်ကြောင်းဆွေးနွေးခဲ့တယ်လို့အတည်ပြုထားပါတယ်။ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်အလင်းအမြန်အခိုင်အမာယက်တည်ရမယ်လို့လည်း Mr. Kanawi Suban ကပြောပါတယ်။အဲ့ဒီထိုင်းလွတ်တော်အမှန်နဲ့တွေ့ဆုံမှုနဲ့ပတ်သက်လို့ဒီနေ့ညပိုင်းအထိ NUG နိုင်ငံသားရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်အတည်ပြုလာတာမရှိသေးပါဘူး။ဆလဘီရေမြွနဲ့ဝါယဟိုင်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုရေဘလူအဖွဲ့ကပိတ်ဆို့ထားမှုကြောင့် စစ်သားများဆုတ်ခွာသွားပြီးစစ်တပ်ကထောင်ထားခဲ့သောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်ဝါရဟိုင်းရွာတွင်တပ်ဆဲထားသောစစ်တပ်ကိုရေဘလူးအဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားများဆုတ်ခွာသွားပြီးအကြံဖတ်စစ်တပ်ကထောင်ထားခဲ့သောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ဤတပ်ရင်းမှုကတဲ့ရင်ထားတာကိုပြောပါတယ်။အော်တိုဘလ20ရက်နေ့တွင်ရေဘလူးတပ်ဖွဲ့မှရဲဘော်များက ဝါရဟိုင်းကြီးရွာအတွင်းရှိအကြံဖက်စစ်သားများထောင်ထားခဲ့သည့်မိုင်းများကိုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်သားများသည့်ဝါရဟိုင်းကြီးရွာသို့စစ်ကြောင်းထိုးပွင့်ရောက်ကာပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါကြံဖက်စစ်တပ်စစ်ကြောင်းကိုရေးဘလူအဖွဲ့ကလိုက်လံပိတ်ဆို့တားဆီးမှုကြောင့်စစ်ကြောင်းတစ်ခုလုံးရှေ့ဆက်မတိုးနိုင်ပေဝါရဟိုင်းကြီးရွာအတွင်းမှပြန်လည်ဆုတ်ခွာသွားသောကြောင်းရှေးဘလူအဖွဲ့ကဝင်ရောက်ရှင်းလင်းမှုများလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကဘွားရဟိုင်းကြီးွာတွေကိုစစ်ကြောင်းထိုးပြီးရွာသား30ကျော်ဖမ်းသွားတယ်။ကျွန်တော်တို့စစ်ကြောင်းလိုက်ပြီးတော့ပြန်ဆင်ပြေးသွားတယ်။ကြီးွာတွေသူတို့တွေထောင်ထားတဲ့မိုင်းတွေလိုက်လံဖျက်ဆီးခဲ့တဲ့နေရာတွေဖွံ့ဖြိုးတိုးတက်ဖို့ပြန်လည်ထူထောင်ဖို့ကျွန်တော်တို့ဒီကြီးွာတွေကိုဒီနေ့ဝင်ရောက်ရှင်းလင်းခဲ့တဲ့ဟူရေဘလူတပ်ဖွဲ့ဤတရင်မှုကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ဖျက်ဆီးခံရမှုကြောင့်ဝါရဟိုင်းကျွာစာတင်ကြောင်ဖြည့်စည်ခဲ့ပြီးကျွာအတွင်ရန်တမ်းပြစ်ခတ်မှုကြောင့်ဖြည့်စည်သည့်နေရာများရှိနေကြောင်း ်အကြံဖက်စစ်သားများ၏ဖမ်းဆီးခံခဲ့ရသည့်ပြည်သူများမှလည်းပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းရေးဘလူးတပ်ဖွဲ့ထံမှသိရပါသည်ဆလပီမိုင်းငော့ကိုလေရင်နဲ့ထပ်မံပုံကျဲတိုက်ခိုင်းစီရန်မီလောင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်တောင်တက်ထိန်ချုပ်ထားတဲ့မိုင်းငုံမြို့ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ထပ်မံပုံချဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတအူကပြောပါရယ်ဒီနေ့အောက်တိုဘာ20ရက်ည8:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကမိုင်းငုံမြို့တဲကိုလေရင်နဲ့ဘုံးနှလုံးချဲချတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ဇေဒက်မှာနှလုံးလာချတာ တလုံးကမကွဲဘူးတလုံးကကွဲပြီးမီးလောင်နေတာမကွဲတဲ့တလုံးကိုမီးကပြန်စားတော့ထပ်ကွဲတယ်လူထိခိုက်ရှိမရှိတော့မသိရသေးဘူးလို့ပြောပါတယ်ဒီပုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်သေးဆုံးတာတွေရှိမရှိကိုတော့သတင်းဌာနကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဟောင်းမနစ်နေ့လယ်တနအိဝင်းကျင်ကစပြီးတောင်တက်ထိန်ချုပ်ထားတဲ့မန်တုံနတ်ဆန်မိုင်းငုံနဲ့မိုးကုတ်မြို့တွေကိုနိုင်ပိုင်းတွင်တပြိုင်တည်းချက်လျင်တဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် တောင်တက်ထိန်းချုပ်ထားတဲ့ဒေသမှာသုံးဖက်အတွင်းစစ်ကောင်စီကပုံကျက်တိုက်ခိုက်မှု28ကြိမ်ပြုလုပ်ခဲ့ပြီးတေဆုံသူ40နီးပါးနဲ့ဒဏ်ရာရသူ40ကျော်အထိရှိခဲ့ပါတယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။